လဘောက်ကိုတန်ရောက်ဆင်ရွှေ့မယ်လဘောက်ပွဲတွေကိုဘာကြောင့်ပုံမှန်မကြည့်ပြတော့တာလဲဆိုတာရှင်းပြလာတဲ့ရာခိုင်ကလောက်ဘရိတ်တန်အားလုံးပဲမိလားဗျာ yes sport အိုက်မတ်ခွန်ရှိဝေးအေဂျင့်ကနေအားလုံးကိုပြန်လဲကြိုလိုက်ပါရင် ။ရန်ကလော့ဟာလည်းမောင်းအတင်းရဲ့နေပြဟောင်းတူးအနေနဲ့အတင်းပေါ်အတင်းရောဆင်ရှိနေစေဖြစ်ပြီးအာဒီစလော့လက်ထက်မှာအတင်းအောင်မြင်မှုတွေအတွက်ဂုံယူဝမ်းတာနေသူတူပါ။ဒါပေမဲ့သူရဲ့လက်ရှိဘဝမှာအလုံမိသားစုနဲ့ကိုပိုင်ချင်းတွေကိုဦးစားပေးရင်ဒီဘောင်ရဲ့ပွဲတွေကိုပုံမှန်မကြည့်ပြတော့ဘူးလို့ယူသားစွာဖွင့်ရခဲ့ပါရင်ဒီစကားတွေဟာဘဝမှာမများကြမှုယူသားမှုနဲ့လက်ရှိအခိုက်အတန့်တွေကိုတန်ဖိုးထားတတ်ဖို့ရည်ကြီးဆောင်သင်ခန်းစာတွေကိုပေးဆွမ်းပါရင်ကလော့ဟာသူရဲ့လက်ပါဦးအပေါ်ချစ်မြတ်နိုးမှုနဲ့တန်ရောစင်ကိုထိခိုက်မှုမရှိဘဲ လက်ရှိဘွားရဲ့ဦးစားပေးတွေကိုရိုးသားစွာဖွင့်ရလာခဲ့တာဖြစ်ပါတယ်။သူဟာနီးပြဘွားရဲ့ဖီးယားတွေကနေအနားယူပြီးနောက်အလုံးအသင်းမိသားစုနဲ့ကိုပိုင်အချင်းတွေကိုဦးစားပေးရင်ဘွားကိုဖျက်ဆီးနေရပါတယ်။ဒါပေမဲ့လေပေါ်ရဲ့အောင်မြင်မှုတွေကိုဂွင်ဝမ်းတာနေဆဲဖြစ်ပြီးပွဲတွေကိုပုံမှန်မကြည့်ဖြစ်ပေမဲ့အသင်းရဲ့အရေးကြီးတဲ့အခိုက်အတန့်တွေကို highlight တင်နေပြန်လည်ခန်းစားနေရတာဟာလေပေါ်အသင်းပေါ်သူ့ရဲ့တင်ရောင်းစဉ်ကြီးမားမှုကိုပြသပါတယ်။ ကလော့ရဲ့ဒီအပြောဟာဘွားမှာကိုချစ်မြတ်တဲ့အရာတွေကိုလမ်းလွှတ်မလိုက်ပဲလက်ရှိဘွားရဲ့တာဝန်တွေနဲ့ဦးစားပေးကိုမျှတအောင်ထိန်းသိမ်းရတဲ့အစဉ်ကောင်းမှုကိုထင်ရှားစေပါရင်မင်္ဂလာပါဘောလုံးချစ်သူညီကိုများချိန်ကုန်မခံပဲအပြင်စာရွက်တွေကိုင်းစေရမလို့ပဲအင်တာနက်လိုင်းရှိရုံဖုန်းလေးတစ်လုံးရှိရုံနဲ့ Yes Bo I Bet 869 Agency မှာဘောလုံးကစားလို့ရတယ်နော်နေ့စဉ်တိုင်းမှာဘောလုံးပွဲဘောစုံကိုတနေ့ရက်ထဲမှာစော်ကစားနိုင်ပြီးတော့ I Bet 869မောင်ငါးချောင်းမှာဘော်ဒီမောင်းပထမပိုင်းဒုတိယပိုင်းတော့မကောက် ဘောလုံးပွဲတစ်ပွဲကိုရှုထောင့်ပေါင်းစုံကနေကစားနိုင်အောင်မှာဖြစ်ပါတယ်အကောင့်အသစ်10ရာခိုင်နှုန်းစနေနေ့တိုင်းယူနစ်ဖြည့်900ရာခိုင်နှုန်းလာချုပ်ရှုံးကြီးဘောနဲ့900ရာခိုင်နှုန်းပေးတဲ့အပြင်မြေပြမရှိယုံကြည်စိတ်ချသာကစားချင်တယ်ဆိုရင်တော့ Yesport ပေးကနေပဲဖြစ်ဖြစ် Viber Telegram 3092153ကခွန်လေး3000ကနေပဲဖြစ်ဖြစ်ဆက်သွယ်ကစားနိုင်ပါတယ်ခင်ဗျာတူအားလေးပါဦးကိုဆွဲမဲစွာချင်းမြန်နိုးစဲဖြစ်ပေမယ့်ဒီနေ့စနေနေ့ပဲတဘာဝဲကြည့်အောင်မယ်ဆိုရင်ဆွဲမဲမှုမျိုးကိုလက်လွတ်လိုက်ပြီးလက်ရှိဘဝရဲ့အခိုင်အတန့်တွေကိုတန်ဖိုးထားတတ်ဖို့ပဲရွေးချယ်ခဲ့ပါတယ် ကလွန်ရဲ့ပြောကြားချက်ကနေဘွားမှာအသုံးချလို့ရတဲ့သင်ငန်းစာတွေအများကြီးရရှိနိုင်ပါတယ်။ဒီအချက်တွေအားယူသားမှုဘွားများတားဖို့နဲ့လက်ရှိအခိုက်အတန့်ကိုတန်ဖိုးထားတတ်ဖို့အရေးကြီးဆုံးသင်ပေးပါတယ်။ကလောက်လည်းမောင်းပွဲတွေကိုပုံမှန်မကြည့်ပြတော့ဘူးဆိုတဲ့အချက်ကိုယူသားစွာဖွင့်ရခဲ့ပါတယ်။ဒါသူ့ရဲ့လက်ရှိဘွားအခြေအနေကိုလက်ခံပြီးကိုယ့်ကိုယ်ကိုအမှန်တိုင်းဖော်ပြရတဲ့တက်သည့်ကိုပြသပါတယ်။ ဘဝမှာကိုယ့်ရဲ့အားနည်းချက်တွေပြောင်းလဲမှုတွေကိုယုံသားစွာလက်ခံနိုင်မှုဆိုတာကိုယ့်ကိုယုံကြည်မှုရှိဖို့လိုအပ်ပါတယ်။ဒီလိုယုံသားမှုဟာကိုယ့်ပါဝင်ခြင်းကားလိုတွေနဲ့ပုံမစစ်မှန်တဲ့ဆက်ဆံရေးတွေကိုတည်ဆောက်နိုင်စေပါတယ်။ကလော့ဟာလောက်မိသားစုနဲ့ကိုယ့်ပါဝင်ခြင်းတွေကိုမျှတအောင်ထိန်းချုပ်ရင်၎င်းပွဲတွေကိုပုံမှန်မကြည့်ပြတော့ဘူးလို့ဆိုပြီးတော့ပြောခဲ့ပါတယ်။ဒါဘဝမှာဦးစားပေးတွေကိုပြန်လည်သုံးသပ်ပြီးမျှတမှုကိုရှာဖွေဖို့အတွက်အရေးကြီးကြောင်းသင်ခန်းစာပေးပါတယ်။ကိုယ့်ချစ်မြတ်တို့ရဲ့ဝါသနာတွေကိုလုံးဝလက်လွတ်လိုက်ဖို့မလိုအပ်ပေမဲ့လက်ရှိဘဝရဲ့တာဝန်တွေကိုမျှတအောင်ထိန်းချုပ်တတ်ဖို့လိုအပ်ပါတယ်။ဥပမာအလုံးနဲ့မိသားစုဘဝကိုမျှတအောင်ထိန်းချုပ်တာမျိုးဟာရေရှည်မှာစိတ်ပိုင်းဆိုင်ရာကျင့် င်းမှုကိုရရှိစေနိုင်မှာပါကလော့ဟာလည်းပေါင်းတင်းရဲ့အောင်မြင်မှုတွေကိုဂုံယူဝမ်းတာနေပြီးပွဲတွေကိုပုံမှန်မကြည့်ပြပေမဲ့ highlight တွေနဲ့ပြန်လည်ခန်းစားနေတာဟာသူ့ရဲ့လက်ရှိဘဝအခိုက်အတန့်ကိုတန်ဖိုးထားတဲ့စိတ်ထားကိုပြသပါရင်ဘဝမှာအတိတ်ကိုတွေကပ်နေမယ့်အစားလက်ရှိအခိုက်အတန့်မှာကိုယ့်ရဲ့ပျော်ရွှင်မှုပေးနိုင်တဲ့အရာတွေကိုပဲအာရုံစိုက်ဖို့အရေးကြီးပါတယ်ကလော့ကအလောက်ဟာအလောက်ပဲမဟုတ်လားတာဝန်ယူလက်ခံပြီးကိုတက်ဆွမ်းတဲ့လောက်အကောင်းဆုံးစူးစမ်းရမယ်လို့ပြောခဲ့ပါတယ် ဒါအပေါ်မှာကုလက်ခံထားတဲ့တာဝန်တွေကိုအကောင်းဆုံးထမ်းတင်ဖို့ရည်ကြီးကြောင်းသင်ခန်းစာပေးပါရင်အလုပ်ဖြစ်စေမိသားစုဖြစ်စေကိုပိုင်ဘွားဖြစ်စေကိုလက်ခံထားတဲ့တာဝန်တွေကိုရိုးသားစွာစူးစမ်းအထောက်ဖို့လိုပါရင်ပြီးခဲ့တဲ့နှစ်ကျော်တဲ့တင်တင်ခွဲလောက်အတွင်းမှာလူအုပ်ပွဲတွေကိုပုံမှန်ကြည့်ပြသလားဆိုပြီးမေးနေကြတဲ့အပေါ်ကလော့ကအခုလိုမျိုးဖြေပေးလာခဲ့တာပဲဖြစ်ပါရင်ရန်ကလော့ရဲ့ပြောကြားချက်ဟာဘွားမှာရိုးသားမှုမျှတမှုနဲ့လက်ရှိအခိုက်အတန့်ကိုတန်ဖိုးထားတတ်ဖို့ရည်ကြီးကြောင်းသင်ခန်းစာပေးနေပါရင် တူရလီဘာအိုအတင်းပေါ်မှာတင်ရောစင်ရှိနေစေဖြစ်ပြီးအတင်းအောင်မြင်မှုတွေကိုဂုံယူဝမ်းတာနေပေမဲ့လက်ရှိဘဝရဲ့အဥစားပေးတွေဖြစ်တဲ့အလုတ်မိသားစုနဲ့ကိုပိုင်အခြေအနေကိုမျှတအောင်ထိန်းနေရင်ဘဝကိုပြတ်တန်းနေရပါတယ်။ဒါကကိုယ့်ရဲ့လက်ရှိဘဝအခြေအနေကိုလက်ခံပြီးကိုချစ်မြတ်လို့တဲ့အရာတွေနဲ့ဆက်ဆံရေးကိုထိန်းသိမ်းထားရင်လက်ရှိခိုက်တန့်ကိုတန်ဖိုးထားတတ်ဖို့အရေးကြီးကြောင်းကိုသင်ပေးပါတယ်။ကလော့ရဲ့ဒီရပြောဟာဘဝမှာကိုယ့်ရဲ့ဝါသနာတွေတာဝန်တွေနဲ့ကိုပိုင်အခြေအနေကိုမျှတအောင်ထိန်းနှီးဖို့စိန်ခေါ်မှုကိုရိုးသားစွာရင်ဆိုင်တဲ့စိတ်ဓာတ်ကိုမွေးမြူဖို့အတွက်သင်ခန်းစာပေးနေကြပါမယ်။အစောနေ့ကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာ။